မန်ယူလိုအခြေမဲ့နေမဲ့ကိုပြည့်ပြီးချက်စီးကိုရွေးချယ်လိုက်တဲ့လီယန်ဒီလက်ဒီနေ့မှာတော့ဘောလုံးလောကမှာပရိသတ်တွေကိုအားအားသိစေပြီးစိတ်ခံစားမှုလိုင်းကက်တွေရိုက်စေခဲ့တဲ့ပြောင်းရွှေ့တဲ့တင်းတို့ထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒါကတော့ပရီးမီးယားလိဂ်ကနေတန်းဆင်းသွားခဲ့တဲ့အစ်စ်တောင်တင်းရဲ့ထက်မြက်ပြီးလာလာရှိတဲ့တိုက်စစ်မှုလီယန်ဒီလက်ရဲ့ပြောင်းရွှေ့စက်လမ်းပဲဖြစ်ပါတယ်သူကကမ္ဘာကျော်မန်ချက်စတာယူနိုက်တက်တင်းရဲ့ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိထားခဲ့ပြီးမှနောက်ဆုံးထွက်ပေါ်လာတဲ့တင်းတွေကချက်စီးတင်းကိုပြောင်းရွှေ့ဖို့မီးစိန်ကပ်လိုက်ပြီးလို့ Dotspot ကဖော်ပြထားပါတယ်ဒီလိုမတင်မတ်တဲ့အလေပြောင်းဟာပြောင်းရွှေ့ဈေးကွက်ရဲ့ခံမရခက်ခဲမှုနဲ့ဇာမတူရဲ့ဆုံးဖြတ်ချက်ကဘလောက်ထိရေးပါလဲဆိုတာကိုပြသနေတာပါပဲအသက်၂၁နှစ်အရွယ်ရှိပြီဖြစ်တဲ့လီယန်ဒီလက်ဟာ တီးရရာစီကအစ်စစ်တောင်းအတင်းအတွက်ဆန်တဲ့ဂိုးထီတွင်းယူခဲ့ပြီးတောက်ပွားတဲ့ခြေစွမ်းတွေကိုပြသနိုင်ခဲ့သူပါသူရဲ့ထူးခြားတဲ့ဂိုးသွင်းစွမ်းရည်နဲ့တိုက်စစ်ပိုင်းလှုပ်ရှားမှုတွေကြောင့်ပရီးမီးယားလိဂ်ကလပ်တင်းအများပြားရဲ့ပြစ်မှတ်ဖြစ်လာခဲ့တာလည်းမဆမ်းပါဘူးအထူးသဖြင့်အစ်စစ်တင်းကတန်းဆင်းသွားခဲ့တာကြောင့်ဒီလက်လိုလာလာရှိတဲ့ကစားသမားတအုပ်ကိုဆက်ထိန်းထားဖို့ခက်ခဲလာခဲ့ပါတယ်ဒီအခြေအနေကိုခွင့်ကောင်းယူပြီးထိတ်တန့်ကတ်တွေကသူ့ကိုခေါ်ယူဖို့အပြိုင်ဆိုင်ကြိုးပမ်းလာကြပါတယ်ဒါ့အပြင်ဒီလက်ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကပေါင်တန်း30သာရှိနေတာကလည်း သူ့ကိုထိတ်တန့်ကလပ်တွေအတွက်လွန်ဆွဲဆောင်မှုရှိစေခဲ့ပါတယ်။ဒီလိုတင်းတင်းနဲ့ပြောင်းရွှေ့ခြင်းကြောင့်ချက်စီတင်းနဲ့မန်ချက်စတာယူနိုက်တက်တင်းတို့ဟာသူ့ကိုစာချုပ်ဖြတ်သိမ်းခြင်းပေးပြီးခေါ်ယူနိုင်ဖို့ပြင်းပြထန်တဲ့ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ပေါင်တန်း30ဟာဒီဘောလုံးစည်းကွက်ကြီးတင်းမှာရည်သွေးရှိတဲ့ကစားသမားတအုပ်အတွက်မများတဲ့ပပနာလို့ဆိုနိုင်ပါတယ်။လီယန်ဒီလက်ဟာမန်ချက်စတာယူနိုက်တက်တင်းထံပြောင်းရွှေ့ဖို့ပုံကိုရေးရသဘောတူညီမှုရရှိခဲ့တယ်လို့ပြီးခဲ့တဲ့ရက်သက်တစ်ပတ်ကထွက်ပေါက်ခဲ့တဲ့သတင်းတွေမှာဖော်ပြခဲ့တာကြောင့်အများစုကသူ့ကို out of four ကိုရောက်ရှိတော့မယ်လို့ယူဆခဲ့ကြပြီးစောင့်မျှော်နေကြပါတယ်။ဒါပေမဲ့ခုချိန်မှာတော့ပြောင်းလဲတစ်ခုဖြစ်ပေါ်လာခဲ့ပြီး ီလအချက်စီတင်တဲ့အပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ကအပြောင်းရွှေ့ဖြစ်မြောက်ဖို့လုံလည်ဆက်သွားပြီလို့သိရပါတယ်။ဒီလိုဆုံးဖြတ်ချက်ပြောင်းလဲမှုဟာအပြောင်းရွှေ့ဇီဝကမှဖြစ်ရိုးဖြစ်စဉ်တစ်ခုဖြစ်ပေမဲ့အထုကစားသမားတွေရဲ့နာဂတ်တွေဘယ်အသိကအကောင်းဆုံးလဲဆိုတာကိုတရားစမ်းသပ်မှုတွေပြုလုပ်ပေးကြတာကိုဖော်ပြနေပါတယ်။ချက်စီတင်ရလာမယ့်ရည်ရွယ်ချက်ချန်ပီယံလိဝင်ခွင့်ရရှိထားတာကသူတို့အတွက်ဒီလက်ကိုခေါ်ယူရမှာအခွင့်အရေးပုံမှုရရှိစေခဲ့တဲ့အဓိကချက်ပါပဲ။ကစားသမားတို့အတွက်ဥရောပရဲ့အကြီးမားဆုံးပြိုင်ပွဲမှာပါဝင်ကစားခွင့်ရခြင်းဟာအလွန်ကြီးမားတဲ့ဆွေးဆောင်မှုတစ်ခုဖြစ်ပါတယ်။တစ်ဖက်မှာတော့မန်ချက်စတာယူနိုက်တက်တင်က ဘာဥရောပပြန်ပွဲမှာမှာရှင်ပြိုင်ပွဲမရှိခဲ့တာကြောင့်ဒီလက်ကိုခေါ်ယူရမှာအားနည်းချက်တခုဖြစ်ခဲ့ပါတယ်။ဒီချင်းနီယာချက်စီတင်ကဒီလက်ကိုခေါ်ယူဖို့ခွင့်ရဖို့ရရှိစေခဲ့ပြီးယူနိုက်တက်အတွက်တော့တိုက်စစ်ပိုင်းအားဖြစ်တင်းရပါကြီးမားတဲ့ထုံးနှက်ချက်တခုဖြစ်လာခဲ့ပါတယ်။အခုလိုချင်းနီမျိုးမှာညနာကြီးရဟင်းဘတ်ပါဆိုလိုလိုဒီလက်ရဲ့ဆုံးဖြတ်ချက်ကအချင်းနီကိုအတိအကျထင်ဟပ်နေပါတယ်။ချက်စီတင်ကချန်ပီယံလိဝင်ခွင့်ရတဲ့အပြင်ဗကြတိကငါမှာကွန်ဖရင့်လိဘလော့ကိုစုကူထားတာကြောင့်အောင်မြင်မှုတွေမျောလင့်ချက်တွေအပြည့်ရှိနေတဲ့အသင်းတင်းမှာဒီလိုအချိန်နဲ့အနေနဲ့ရှိတဲ့အသင်းနောက်ကိုလိုက်တာကဒီလက်အတွက်တော့မားတယ်လို့ပြောလို့မရပါဘူး။ တဖက်မှာတော့မယူလိုအချိန်ရှိနေမှရှိဘာမျောလင်းချက်မှမရှိတဲ့အသင်းကိုရွေးချယ်တာဟာလည်းသူ့အတွက်တော့မမားပါဘူး။ဒါပေမဲ့ Manchester United တင်ပရိသတ်တွေကတော့ကျွန်တော်တို့ကိုမျောလင်းချက်အကြီးကြီးတွေပေးပြီးမှအခုလိုမျိုးမလုပ်ပါနဲ့ဆိုပြီးဒီလက်ပေါ်စိတ်မကောင်းဖြစ်မှုတွေနဲ့ဝန်ထမ်းမှုတွေထွက်ပေါ်လာတယ်လည်းမဆန်းပါဘူး။ Manchester United ဟာတိုက်စစ်ပိုင်းမှာအားနည်းချက်တွေရှိနေပြီးဒီလိုလာလာရှိတဲ့ကစားသမားတို့အုပ်ကိုလက်လွတ်ရတာကလာမယ့်ရာသီအတွက်သူတို့ရဲ့ပြင်ဆင်မှုတွေကိုထိခိုက်စေနိုင်ပါတယ်။ဒီလက်အတွက်ကတော့ Champions League မှာကစားကွင်ရရှိခြင်းကသူ့အတွက်ကစားသမားဘဝကိုနောက်တစ်ဆင့်တန်လှမ်းဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ဒီမှာ A Liverpool score. It's Mahomes.